ပြောင်းဆုံးသွားပြီး၃ရက်အကြာမှာအသက်မဲတဲ့ခန္ဓာကိုယ်ကိုယ်သာရှာတွေ့ခဲ့ရတဲ့အသက်၁၄နှစ်အရွယ်ကလေးလေးအလုံးမင်းမင်္ဂလာပါရှင်ပြီးခဲ့တဲ့၂၀ရည်နှစ်ကဘောလုံးကန်သွားရင်ပြောင်းဆုံးသွားတဲ့ကလေးလေးကိုအလုံးလေးတည်ကြမယ်ထင်ပါတယ်အခုလို Facebook စာမျက်နှာပေါ်ပြန့်နေတဲ့မောင်တက်နိုင်ပြီဆိုသူလူငယ်လေးတအူးပြောင်းဆုံးနေတဲ့တဲ့င်းနဲ့ပတ်သက်လို့မိဘတွေရဲ့ပြောပြချက်အရာတော့မောင်တက်နိုင်ပြီဟာပကိုးမျိုးမစင်းရက်ကွက်မဟာစီတီ၃နှစ်နေဥပန်းမြိုင်ဒွန်ရင်ရင်မွန်တို့ရဲ့သားဖြစ်ပြီး အသက်ဆလေးနှစ်ပဲခူးအထက်ကသုံးမှာခုနှစ်တန်းပညာသင်ကြားနေသူတယောက်ဖြစ်တယ်လို့အနေ AB လိမ္မာလုံးနဲ့တားလိတယောက်လည်းဖြစ်ပါတယ်။အဲ့လိုနဲ့မိခင်ဖြစ်သူရဲ့ပြောပြချက်အရာတော့ပျောက်ဆုံးမဲ့ညနေကကျမသားကအကြောင်းကပြန်လာပြီးအိမ်ရှိမှသူ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နေကြပါတယ်။အဲ့ချိန်မှာကျမတို့ချင်းရင်းအင်္ဂါကောင်လေးအသက်30ခန့်အရွယ်ပုတ်လုံးလုပ်ငန်းလုပ်ကိုင်နေသူဟာဆိုင်ငယ်တစည်းနဲ့ရောက်ရှိလာပြီးမဟာဇီဒီဘောလုံးကွေးမှာဘောလုံးကန်နေရတွေ့ခဲ့တယ်။ သွားကံမဲ့တက်နိုင်မင်းလိုက်ခဲဆိုပြီးကျမသားကိုသူ့ဆိုင်ကနေတင်ခေါ်သွားပါရဲ့လို့ကျမသားနဲ့ဘောလုံးကန်ရဲ့ကလေးတွေပြန်ပြောလို့သိရပါတယ်။နောက်နိုင်ဝက်ကြကြောလောက်မှကျမသားဆိုင်ကနေတင်ခေါ်သွားတဲ့ကောင်လေးကျမအိမ်ရောက်လာပါတယ်။အမကြီးသားတက်နိုင်မင်းပြန်ရောက်ပြီလားတဲ့။ကျမဟဲ့ငါသားနေမဲဆိုင်ကနေတင်ခေါ်သွားမဟုတ်လားလို့မေးပါတယ်။အဲ့ချိန်သူပြောတာကျွန်တော်လဲအလုပ်ကိစ္စနဲ့မြို့တစ်ဖက်သွားဆရာရှိလို့အမကြီးသားကိုမဟာစီဒီလမ်းထိပ်မှာချပေးခဲ့တဲ့ အမကြီးသားကသူ့ဟာသူ့မဟာစီတီဘောလုံးကွင်းဘက်ကိုကုန်းကြောင်းလျှောက်သွားတာလို့ပြောပါတယ်။အဲ့လိုပြောပြီးအဲ့ကောင်လေးကသူ့အိမ်ပြန်သွားခဲ့ပါတယ်။အဲ့နောက်ပိုင်းအခုထိကျမသားမတွေ့တော့ပါဘူးလို့ပျောက်ဆုံးနေသူမောင်တက်နိုင်မင်းရဲ့မိခင်ဖြစ်သူဒေါ်ရင်မုံကပြောပါတယ်။တားဖြစ်သူကိုမိသားစုကနေရာအနှံ့လိုက်ရှာခဲ့ကြပေမဲ့ပြန်မတွေ့တော့တာကြောင့် မေ20ရက်နေ့မှာပဲခူးအမှတ်နေမြေရဲစခန်းမှာလူပြောက်တိုင်ချက်သွားရောက်ဖွင့်လာခဲ့ပါတယ်။မောင်တက်နိုင်မင်းကိုတွေ့ရှိပါကအောက်ပါဖုန်းနံပါတ်ထံဆက်သွယ်ပြီးကြပါရဲ့။မိခင်ဖြစ်သူကမြေတားရက်ခံထားတဲ့ပို့တွေကိုလည်း Facebook မှာတောက်လျှောက်တင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်း20ရက်နေ့ကပျောက်ဆုံးသွားတဲ့အသက်16နှစ်အရွယ်ကျောင်းသားလေးမောင်တက်မင်းနိုင်ကိုဒီကနေ့မှာခေါင်းကိုကျွတ်ကျွတ်အိတ်ဆွလျက်တေဆုံးလျက်ပြန်တွေ့ခဲ့ရပါတယ်။ဒါကြောင့်အားလုံးကတော့ ဘေးအိမ်ချင်းကလူကအသက်30လောက်ရှိတဲ့လူကိုမတင်ကားလို့စစ်ဆေးပေးမယ်လေအဲဒီလူကကလေးကိုဆိုင်ကနေတင်ခေါ်သွားပြီးအပြန်သူကဆက်သွားပြီးကလေးကဘောလုံးကွင်းကိုဖျက်ပြီးတယောက်တည်းအိမ်ကိုပြန်သွားတယ်လို့ပဲဆိုပါယအခုလိုလိမ်မာပြီးအပြစ်ကင်းတဲ့ကလေးကိုမိဘတွေကအကောင့်တိုင်းပြန်တွေ့မှာပါလို့မျှော်လင့်ထားပေမဲ့လေပြန်တွေ့ရှိချိန်မှာတော့အသက်မပါတဲ့ခန္ဓာကိုယ်ကိုယ်သာတွေ့ခဲ့ရတာပဲဖြစ်ပါယဘယ်အရာမှမတည်မြဲဘူးဆိုပေမဲ့အခုလိုမျိုးဘလို့ပါဖြစ်သွားရဲဆိုတာမသိရပဲဘလို့အမုန်းတရားတွေနဲ့လောက်ရရလဲမတွေ့ရကြပါပဲ။ မိဘတွေလည်းယုံမတက်ခံစားနေရမှာအသေးချပါပဲ။လက်ရှိအချိန်ထိတော့တရက်ခံရှာမတွေ့ကြသေးပဲအမှုမှန်ပေါ်ဖို့စုံစမ်းနေစေဖြစ်ပါ යි ။အားလုံးကတော့ဘောလုံးသွားကံမဲဆိုပြီးကောင်းလင်းကိုဆိုင်ကယ်နဲ့ခေါ်သွားတဲ့သူ့အိမ်ချင်းကပုတ်လုံးလုပ်သူကိုတိချာစစ်စစ်တင်ပါ යි ။သူ့လောက်ရက်ကမတင်ကားစရာပါပဲ။ဒီရွယ်ရောက်ဖို့ကိုအချိန်တွေအကြာကြီးပြုစုပြောထောင်ခဲ့တဲ့မိဘတွေဘလို့ခံစားကြမလဲရက်ဆက်လိုက်ကြတာအ мян ဖော်ထုတ်နိုင်ကြပါစီနောက်ဘဝတွေဒီလိုအဖြစ်ဆုံးမျိုးနဲ့မကြုံပါစီနဲ့ကလေးရဲ့ထပ်တူခံစားရပါ යි ။ ကလေးကပါအပြစ်မှမလုပ်ထားဘူးလေရွှေငွေဖုံးတူပြီးတက်သွားလားဘလို့များလှုပ်ရက်တာလေလူအသက်တကြားကိုလွယ်လွယ်လှုပ်ရက်တဲ့ကြောက်ရခဲဖြစ်နေပြီနီနီဝေဝေတယောက်တည်းဘယ်မှမလွတ်ရမယ့်အခြေအနေပါဆိုပြီးပြောခဲ့ကြတာပဲဖြစ်ပိုင်လက်ရှိချိန်ထိရောတရားခံကိုမသိရသေးပေအားလုံးကတော့ကလေးကိုစိုင်ကယ်နဲ့တင်ခေါ်သွားရသူဖြစ်နိုင်တယ်လို့ပြောနေကြပဲဖြစ်ပိုင်ခုကြည့်နေတဲ့သူတွေရောဘလို့မြင်လဲအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ကိုချစ်လို့ယူထားတဲ့မင်းကလေးအပေါ်လက်မပါမဖောက်ပြန်ကြဖို့ပြောလာတဲ့လူရှင်တော်ဥက္ကပါကျော်မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုနောက်ပိုင်းမှာတော့ကိုချစ်လို့ယူထားတဲ့မင်းကလေးအပေါ်လက်ပါတတဲယောက်ျားတွေရှိသလိုဖောက်ပြန်ကြတဲ့သူတွေလည်းများစွာရှိပါတယ်။ဒီထဲမှာတော့လူရှင်တော်ဥက္ကပါကျော်ကတော့သူတို့ရဲ့အိမ်နောက်သက်90အထိဇနီးအပေါ်နှီးပြနေတာမရွယ်ဘူးကြောင့်အခုလိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ဥက္ကပါကျော်ကတော့နမဲကြီးအောင်မြင်တဲ့အမှုပညာရှင်တအူးမဟုတ်တဲ့အတွက်ကြောင့်စောင်းမင်းနေရဲ့အခြေအနေအဆင်မပြေဖြစ်လာခဲ့ရတယ်။ ီအခြေအနေကြောင့်စာအုပ်လေးတွေကိုရေးသားပြီးရောင်းချဖို့ရွေးချယ်ကအသက်ရှင်နေထိုင်ဖို့အတွက်အမှုပညာဘဝအပြင်လိုင်းကားပေါ်မှာစာအုပ်ရှောင်ပြီးစူးစမ်းရေးဒီနေ့အထိရည်တည်နေပါအရင်ကလူရှင်တော်လုပ်ခဲ့တဲ့အချိန်လေးလိုဇက်သမင်ကလည်းအနေငယ်သာကြံရှိတော့တယ်။ဇကားရိုက်ဖို့ဖိတ်ခေါ်ချက်တွေတချို့ရှိခဲ့ပေမဲ့လွန်ခဲ့တဲ့သုံးနှစ်ကဘယ်ဘက်တချံလေးဖြတ်ခဲ့တာကြောင့်ဇကားပြုတ်ရခက်ခဲလာပြီးအမှုပညာလောက်ရာတွင်အမှုပညာလက်ရာတွေလောက်ကင်ဖို့မလွယ်တော့လို့အခွင့်အရေးတွေကိုငင်းခဲ့ရတဲ့အချိန်လေးတစ်ခုရောက်ရှိနေရလို့ဆိုပါတယ်။ အရင်တစ်ချိန်ကလူရှင်တော်တယောက်ဖြစ်ခဲ့ပြီးဥက္ကပါကျော်ကတော့သူချရာရဲ့အငိမ့်မင်းသမီးမသိန်းဦးနဲ့လက်ထပ်ခဲ့ပြီးတာယာရဲ့မိသားစုဘဝလေးကိုတိစောက်ခဲ့တာပဲဖြစ်ပါတယ်။အခုလိုချက်လို့ယူထားတဲ့ဇနီးလေးနဲ့အိမ်တော်သက်အနှစ်90ကျော်လာခဲ့ပြီမဲ့လေအခုချိန်ထိပပကဒီနေ့ထိကိုမိမကိုနှီးနေတာမရွယ်ဘူးဘူး။ဒါကြောင့်မိန်းကလေးတွေအပေါ်လက်ပါတတဲ့ယောက်ျားတွေကိုတွေ့ရတာကတကယ့်ကိုအံ့ဩမိတယ်။အဘကတော့ချစ်လို့ယူထားတဲ့မိမကိုနှုတ်ကြမ်းတဲ့စကားတွေလည်းမပြောသလိုနှီးဖျားနေတာမရွယ်ဘူးဘူး။ ိုယ်ချလို့အကုလို့မိဘတွေအရေးထဲကနေစုံတန်းထွက်လာတဲ့သူကိုကိုယ်လက်ထဲရောက်မှအနှိမ့်ဆက်ခံရရင်ယူတဲ့ယောက်သားကတာဝန်မဲတဲ့သူဖြစ်သွားပြီတကယ်ဆိုလောကကြီးမှာကိုယ်ရန်ချလို့ယူထားတဲ့ချစ်သူအမျိုးသမီးကိုမရိုက်ကြပါနဲ့မဖောက်ပြန်ကြပါနဲ့တကယ်အသက်ကြီးလာရင်အနားမှာအဆိုးကောင်းမျှပြီးအတူမကွာရှိပြီးမှကိုယ်အမျိုးသမီးပါပဲအခုဆိုကျွန်တော်လေးဖြတ်သွားလဲဘေးမှာဘသူမှမရှိတော့ကိုယ်ကိုစေတနာပါပါပြုစုပြီးဒုက္ခခံပြီးရဲ့ကျွန်တော်မိမရှိပါ යි ဒါကြောင့်ယောက်ျားအများစုလည်းကိုယ်စနီးမယားအပေါ်မဖောက်ပြန်ကြပါနဲ့လက်မပါကြပါနဲ့လို့လူရှင်တော်ကဘာကျော်ကပြောလာခဲ့တာပဲဖြစ်ပါ යි မိန်းကလေးရောလက်ပါတတဲသူတွေနဲ့ကြုံနေကြပြီလားအဆုံးထိကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ပြန်ဆုံသွားပြီး၃ရက်အကြာမှာအတမ်းမဲတဲ့ခန္ဓာကိုယ်ကိုယ်သာရှာတွေ့ခဲ့ရတဲ့အသက်၁၄နှစ်အရွယ်ကလေးလေးအားလုံးမင်္ဂလာပါရှင်။ပြီးခဲ့တဲ့20ရက်နေ့ကဘောလုံးကန်သွားရင်ပျောက်ဆုံးသွားတဲ့ကလေးလေးကိုအားလုံးလည်းသိကြမယ်ထင်ပါတယ်။ အခုလို Facebook စာမျက်နှာပေါ်ပြန့်နှံ့နေတဲ့မောင်တက်နိုင်ပြီဆိုသူလူငယ်လေးတဦးပျောက်ဆုံးနေတဲ့တဲ့င်းနဲ့ပတ်သက်လို့မိဘတွေရဲ့ပြောပြချက်အရာတော့မောင်တက်နိုင်ပြီဟာပဲခူးမျိုးမစင်းရက်ကွက်မဟာစီဒီသုံးနှံ့နေဥပန်းမြိုင်ဒေါ်ရင်ရင်မွန်တို့ရဲ့သားဖြစ်ပြီးအသက်၄နှစ်ပဲခူးအထက်ကသုံးမှာခဏတန်းပညာသင်ကြားနေသူတယောက်ဖြစ်တယ်လို့အနေ AB လိမ္မာလုံးနဲ့တားလေးတယောက်လည်းဖြစ်ပါတယ်။အဲလိုနဲ့မိခင်ဖြစ်သူရဲ့ပြောပြချက်အရာတော့ ပျောက်ဆုံးမဲ့ညနေကကျမသားကအကြောင်းကပြန်လာပြီးအိမ်ရှိမှာသူ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နေကြပါ යි အဲ့ချိန်မှာကျမတို့ချင်းရင်းအင်္ဂါကောင်လေးအသက်30ခန့်အရွယ်ပုလုံးလုပ်ငန်းလုပ်ကင်နေသူဟာဆိုင်ငယ်တစည်းနဲ့ရောက်ရှိလာပြီးမဟာစီဒီဘောလုံးကွေးမှာဘောလုံးကန်နေရတွေ့ခဲ့တယ်။သွားကန်မဲ့တက်နိုင်မင်းလိုက်ခဲဆိုပြီးကျမသားကိုသူ့ဆိုင်ငယ်နဲ့တင်ခေါ်သွားပါ යි လို့ကျမသားနဲ့ဘောလုံးကန်နေရဲ့ကလေးတွေပြန်ပြောလို့သိရပါ යි ။နောက်နိုင်ဝက်ကြော်လောက်မှကျမသားဆိုင်ငယ်နဲ့တင်ခေါ်သွားတဲ့ကောင်လေးကျမအိမ်ရောက်လာပါ යි ။ အမကြီးသားတက်နိုင်ပြီပြန်ရောက်ပြီလားတဲ့ကျမဟဲ့ငါတောင်နေမဲဆိုင်ကနေတင်ခေါ်သွားမဟုတ်လားလို့မေးပါ යි အဲ့ချိန်သူပြောတာကျွန်တော်လည်းအလုပ်ကိစ္စနဲ့မြို့တစ်ဖက်သွားဆရာရှိလို့အမကြီးသားကိုမဟာစီဒီလမ်းထိပ်မှာချပေးခဲ့တယ်အမကြီးသားကသူ့ဟာသူ့မဟာစီဒီဘောလုံးကွင်းဘက်ကိုကုန်းကြောင်းလျှောက်သွားတာလို့ပြောပါ යි အဲ့လိုပြောပြီးအဲ့ကောင်လေးကသူ့အိမ်ပြန်သွားခဲ့ပါ යි အဲ့နောက်ပိုင်းအခုထိကျမတောင်မတွေ့တော့ပါဘူးလို့ပျောက်ဆုံးနေသူမောင်တက်နိုင်မရဲ့မိခင်ဖြစ်သူ တွန်ရင်မွန်ကပြောပါ යි တားဖြစ်သူကိုမိသားစုကနေရအနှံ့လိုက်ရှာခဲ့ကြပေမဲ့ပြန်မတွေ့တော့တာကြောင့်မေ20ရက်နေ့မှာပခိုးအမတ်နေနေမြေရဲစခန်းမှာလူပြောက်တိုင်ချက်သွားရောက်ဖွင့်လာခဲ့ပါ යි မောင်တက်နိုင်မင်းကိုတွေ့ရှိပါကအောက်ပါဖုန်းနံပါတ်ထံဆက်သွယ်ပြီးကြပါရန်မိခင်ဖြစ်သူကမြေတားရက်ခံထားတဲ့ပို့တွေကိုလည်း Facebook မှာတောက်လျှောက်တင်ထားခဲ့ပါ යි ဒါပေမဲ့လည်း20ရက်နေ့ကပျောက်ဆုံးသွားတဲ့ အသက်၁၄နှစ်အရွယ်ကျောင်းသားလေးမောင်တက်မင်းနိုင်ကိုဒီကနေ့မှာခေါင်းကိုကျွတ်ကျွတ်အိတ်ဆွတ်လျက်တိတ်ဆုံလျက်ပြန်တွေ့ခဲ့ရပါတယ်။ဒါကြောင့်အလုံးကတော့ဘေးအိမ်ချင်းကလူကအသက်30လောက်ရှိတဲ့လူကိုမတင်ကားလို့စစ်ဆေးပေမဲ့လည်းအဲဒီလူကကလေးကိုဆိုင်ကနေတင်ခေါ်သွားပြီးအပြန်သူကဆက်သွားပြီးကလေးကဘောလုံးကွင်းကိုဖျက်ပြီးတယောက်တည်းအိမ်ကိုပြန်သွားတယ်လို့ပဲဆိုပါတယ်။အခုလိုလိမ်မာပြီးအပြစ်ကင်းတဲ့ကလေးကိုမိဘတွေကအကောင့်တိုင်းပြန်တွေ့မှာပါလို့မျှော်လင့်ထားပေမဲ့လည်းပြန်တွေ့ရှိချိန်မှာတော့အသက်မပါတဲ့ခန္ဓာကိုယ်ကိုယ်သာတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။